နံပါတ်9ပေါင်းဆိုတာပါလေပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့တော်ဝင်ရွှေ YouTube Channel လေးကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရီဒီနေ့မှာရင်မိတ်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့နံပါတ်9ကျောင်းမြေရနာရီကျောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရီနံပါတ်ဆိုတာတင်တာ great ဘာသာစကားကနေစဉ်သက်လာတာဖြစ်ပြီးတော့ now form ဆိုတာက ကိုးကို ဆိုလိုတာဖြစ်ပြီး run off ဆိုတာကတော့ကျောင်းမြေရနာ jam ကို ဆိုလိုတာဖြစ်တဲ့အတွက်အဖို့တန်ကြောက်ကိုလုံးလို့အဓိပ္ပာယ်ရပါရီ ဒီကြောက်ကလုံးဟာနေဆက်ကြွားရဲမှာရှိတဲ့ဂျိုကလုံးနေဗာခင်ဟာကိုကိုစားပြီးဝါရီနေဝက်ဟာအိန္ဒိယနိုင်ငံအရှိတောင်အာရှနိုင်ငံဖြစ်တဲ့မြန်မာထိုင်းစာရီနိုင်ငံတွေမှာဗုဒ္ဓဘာသာနဲ့နှက်ခဲ့ပြီးတာပညာအယူဆတွေထိပါအလွန်တရာလွန်မမှုရှိပြီးရရှေးရခင်ဘရင်ဖျားများကစပြီးအစာဖြစ်တံမိုးထားဝစ်စင်ခဲ့ကြပါရီနေဝက်ကိုအစွမ်းတတဲ့အဆောင်လို့ယုံကြည်ရခြင်းရဲ့အဓိကအကြောင်းရင်းကတော့သူဟာဂျိုကလုံးရဲ့စွမ်းအင်အားလုံးကိုတနည်းအားဖြင့်စူးစီးထားလို့ပဲဖြစ်ပါရီ ဗီရင်ပညာရလူသားတွေရဲ့ကံကြမ္မာကျမ်းမာရေးနဲ့စီးပွားရေးဟာဒီကျိုကောလုံးရဲ့လွှမ်းမိုးမှုအောက်မှာရှိပါတယ်။နေဝရမှာပါဝင်တဲ့စိန်ဗရန်များနီလာစားတွေကြောက်တွေကသက်ဆိုင်ရာဂျိုရီရဲ့စမ်းအင်ကိုဆုပ်ယူပြီးအားနည်းနေတဲ့ဂျိုဆွမ်းအင်ကိုအားပြေပေးကကင်ဆာတာကိုဟန်ချက်ညီစေရလို့ယုံကြည်ကြပါတယ်။ဒီလိုဂျိုဆွမ်းအင်ဟန်ချက်ညီမှုဟာဘေးရနေရကကာကွယ်ပေးပြီးကံကောင်းခြင်းတွေကိုစောင့်ခြင်းပေးရလို့ယူဆကြပါတယ်။နေဝရက်ကိုရိုးရိုးဖက်ရှင်လဝိယနာအနေနဲ့ဝတ်မစင်မဲ spiritual passport နဲ့ပုံမသုံးပြရခြင်းဟာလောကီကိစ္စတွေကိုကျော်လွန်နေလို့ပဲဖြစ်ပါရည်။ဧဝရ၉ပါးကလာပါတဲ့ကင်ဆာတာကျန်းမာရေးနဲ့ဘဝလုံခြုံမှုကိုပေးဆွဲနိုင်တဲ့ဆွဲသတိရှိတဲ့အရာဝတ္ထုအဖြစ်သတ်မှတ်ခံရပါရည်။ဒါပြီးနိုင်ငံတော်တော်များမှာ neuralis ဆိုဒါမှမဟုတ်ဆွဲသီးကိုမွေးဖွားရာအရာတည်ခွင်လိုက်ကျောက်တွေနဲ့စီစဉ်တိုင်းတိတိကျကျစီစဉ်ပြီးမှဝစ်ဆင်ရပါရည်။ဒီလိုဝစ်ဆင်ခြင်းကစိတ်ငြိမ်သက်မှု ဘဝမှာကောင်းမြင်စေနဲ့စိတ်ခွန်အားကိုရရှိစေတဲ့တွင်ဓမ္မရေးရနဲ့နက်ခဲ့ပေတာဆိုင်ရာရည်ရွယ်ချက်တွေအတွက်အရေးပါတဲ့ဆောင်ဖြစ်တမိုးထားကြတာဖြစ်ပါရည်။ဒါပေမယ့်နောက်တဲ့တူကြတဲ့ချက်ကနေဝရကိုးပါးကြောင့်ချိုးဆွိုင်းအင်ကိုးပါးများတာမှုကိုရှာယူဖို့ပဲဖြစ်ပါရည်။ပေရင်ပညာရလူတယောက်ရဲ့မွေးဖွားရာစတင်ခွေမှာချိုးတလုံးချင်းစီဟာအကောက်နေတာဒါမှမဟုတ်အားနေနေတာမျိုးရှိနိုင်ပါရင် network ကိုသတ်မှတ်ထားတဲ့ပုံစံတိုင်းစီစဉ်ပြီးတော့ဝစ်ဆင်ခြင်းအပြင်အားနေနေတဲ့ချိုးဆွဲအင်ကိုအားပြေပေးပြီး အားလုံးနေတဲ့ကျိုးစွမ်းအင်ကိုထင်ကြီးပေးပါရယ်ဒီလိုစွမ်းအင်ကိုဟန်ချဲညီသွားတဲ့အခါဘဝရဲ့အရေးကိစ္စတွေမှာတရားဝါပြောလာမယ်လို့ယုံကြည်ကြတာပါဒီကျိုးစွမ်းအင်များတာမှုရဲ့တရားမှုတွေဟာလူဘဝကိုကန္နာအတီးတီးကိုလွှမ်းမိုးပါသေးတယ်နေဝဲကိုပါကိုဆောင်ခြင်းကခက်ခဲတွေအနောက်ရှက်တွေကနေကင်းဝေးစေပြီးကင်ဆာတာတိုးတက်စေပါရယ်နောက်ပြီးကျန်းမာရေးချိုးယွင်းမှုကိုလျှော့ချပေးတဲ့ပြင် ခန္ဓာကိုယ်စွမ်းအင်ကိုပါထင်ကြီးပေးပါရယ်စိတ်ပိုင်းဆိုင်ရာမှာတော့တည်ငြိမ်မှုနဲ့ ရှင်းလင်းပြသတဲ့တွေးခေါ်မှုကိုပေးနိုင်တဲ့ပြင်မကောင်းတဲ့စိတ်ဆွမ်းအင်တွေဘေးအန္တရာယ်များကနေကာဝယ်ပေးပြီးစီးပွားအုပ်စွာကျေဝါမှုကိုတိုးတက်စေပါရည်။ဒါကြောင့်နေဝရဟာဖက်ရှင်သက်သက်မုံပဲနဲ့ energy balance နဲ့အကောက်ွယ်ပေးသောအဆောင်ဖြစ်နှစ်ချက်ကွမ်းတာဝန်ယူရဲကြောင့်မျက်နာတစ်စုံပဲဖြစ်ပါရည်။ဝိစင်သူရဲ့ရုပ်ပိုင်းစိတ်ပိုင်းနဲ့ကံကြမ္မာဆိုင်ရာအလုံးကိုအကောင်းဆုံးဟန်ချက်ညီစေဖို့ကုညီပေးတဲ့အတွက်ရှေးခေတ်ကစားလို့ယနေ့ခေတ်တည်းတန်မိုးထားဝိစင်နေကြတာဖြစ်ပါရည်။ ဒါကြောင့်နရက်၉ပါးကိုဘလို့လူတွေဝစ်စင်တယ်လဲဆိုရင်အကအကွယ်လိုတဲ့သူတွေအတွက်အထူးသင့်လျော်ပါရီနရက်၉ပါးကမကောင်းနေစွမ်းအင်နေမနာလိုတွေစိတ်တွေမစ္စရာဒေါသတွေဒါမှမဟုတ်မတော်တဆထိခိုက်မှုကနေကာဝယ်ပေးနိုင်တယ်လို့ယုံကြည်ကြပါရီဒါကြောင့်နေ့စဉ်ဘဝမှာစိတ်ပိုင်းဆိုင်ရာလုံခြုံမှုနဲ့ကံကြမ္မာဆိုင်ရာကာကွယ်ကိုလိုတဲ့သူတိုင်းဝစ်စင်တယ်ပါရီနောက်တစ်ချက်ကတော့ကျမ်းမာရေးစိတ်တည်ငြိမ်မှုအပိုင်းမှာနဝမှာပါဝင်တဲ့ကြောက်တရားခန္ဓာကိုယ်ရဲ့စွမ်းအင်ဆက်ဝန်းကိုထင်းကြီးပေးနိုင်တဲ့ဂုဏ်သတိရှိတယ်လို့ယုံကြည်ကြပါရီ ကျမကြီးအားနေသူတွေစိတ်ပီစီမှုများပြီးတော့စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုလိုတဲ့သူတွေဝိစဉ်ချင်းအပြင်ခနာကိုစွမ်းအင်ကိုဟန်ချက်ညီစေကရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာကျမကြီးကိုတိုးတက်စေဖို့ထောက်ကူပြုတိုင်းပါရီနောက်ဆုံးချက်ကတော့ဘာသာရေးဝိညာဉ်ရေးရာနဲ့နက်ခဲ့ပေတာဆိုင်ရာသိပညာကိုစိတ်ဝင်စားပြီးလေးနဲ့စွာယုံကြည်သက်ဝင်သူတွေအတွက်လည်းနဝက်ဟာရေးပါတဲ့အဆောင်ပဲဖြစ်ပါရီဒီကြောင့်တွေအမြင့်မြတ်တဲ့စွမ်းအင်ကိုဆွဲဆောင်နိုင်တယ်လို့ယူဆကြတာကြောင့်တရားထိုင်ခြင်းဒါမှမဟုတ်ဘာသာရေးဆိုင်ရာအလေးချစ်တွေမှာ စိတ်ငြိမ်သက်မှုနဲ့အာရုံစိုက်မှုကိုပုံမရရှိစေဖို့ဝိစင်တင်မှကြောင်းကြံပြုလိုက်ရှာပါရယ်။နောက်ထပ်လေဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေကိုမျှဝေပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်ကျမတို့ရဲ့တော်ဝင်ရွှေ YouTube Channel လေးကို Subscribe လေးလုပ်ခဲ့ပေးပါအောင်ရှင်။အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။